မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်ရန်ကုန်မန္တလေးလမ်းဟောင်းရှိစစ်တပ်စခန်းကိုကိုကို BDN နဲ့ KNL ပူးပေါင်းတပ်တပြိုင်တည်းတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထပ်မင်းတင်ဆောင်ပြီးရဲဥပါဝင်3ဦးဖမ်းမိကလက်နက်16လက်ရတယ်လို့သိရပါတယ်ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိစစ်ကောင်စီစခန်းကိုကိုကိုတပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်ဘကိုတိုင်းညောင်လေးပင်ကြောက်တကဖြူမြူနယ်အတွင်းရန်ကုန်မန္တလေးလမ်းဟောင်းပေါ် ါ်ရှင်စစ်ကောင်စီတပ်ဖွဲ့ဝင်များထိချတဆွဲထားတဲ့စခန်းများကိုပြည်သူ့ကာကွယ်ရေးတပ်မတော် BDS စစ်စင်ရေးနေမြေနှစ်ကိုကဲမှုအောင်ရှိတပ်များနဲ့ကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL တပ်ဖွဲ့များကဇွန်လ25ရက်နေ့မနက်အစောမှာဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထပ်မံတည်ဆောင်ပြီးထိခိုက်ဒဏ်ရာရရှိသူများစွာရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ရဲအုပ်တုံးပါဝင်စစ်တုံးပန်း3ဦးကိုဖမ်းဆီးရမိခဲ့ကြောင်းထုတ်ပြန်ခဲ့ပြီးစစ်တုံးပန်းနဲ့လက်နက်ခဲယမ်းများသိမ်းပိုက်ရရှိမှုကိုဓာတ်ပုံမှတ်တမ်းနဲ့တကွာဖော်ပြပါတယ်။တိုက်ပွဲတွင်လက်နက်ကြီးလက်နက်ငယ်အစုံ16လက်နက်ခဲယမ်းများစစ်တုံးပစ္စည်းအများများကိုလည်းသိမ်းဆည်းရရှိခဲ့ကြောင်းထုတ်ပြန်ပါတယ်။တိုက်ခိုက်မှုအတွင်းဒေါ်လာတပ်ဖွဲ့များဗမာရဲဘော်တအုပ်ကြာဆောင်ခဲ့ပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်စခန်းများကိုအမှန်နဲ့စစ်စင်ရေးနေ င်းမြေတိုင်းစစ်ဌာနဘကိုဗျူဟာ24နဂါနီစစ်ကြောင်းအလာဝကတရင်အမှတ်3503တရင်ဖြူပကဖဗျူဟာ25အမှတ်3900နှင့်တရင် Spring Warrior Colon KNL တရင်ကိုဗျူဟာ26တော်ဝင်တောင်းတရင်တော်စီကန်တရင်တို့ပူပေါင်းပြီးတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တိုင်းစစ်ဌာနဘကိုမှဘကိုတိုင်းတွင်စစ်စင်ရေးတွေကိုတုံးမြင့်ဆောင်ရွက်လျက်ရှိပြီးပြည်သူများပူပေါင်းပါဝင်ကြဖို့လည်းမြစ်တာရက်ခံထားပါတယ် PDF နဲ့ KNL ပူပေါင်းတပ်တွေကအခုနှစ်ဖေဖော်ဝါရီလကုန်ပိုင်းကဘကိုတိုင်းကျောက် ကားမြို့နယ်ဖြူမြို့နယ်အတွင်းရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိစစ်ကောင်စီတပ်ဆွဲရခိတ်စခန်း9ခုကိုတိုက်ခိုက်ပျက်စီးခဲ့ရအဲ့ဒီတုန်းကလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်ရှင်းဦးတည်ဆောင်ခဲ့ပါတယ် လာမှာလဲကြောက်တကားမျိုးနဲ့စင်အိုးလဟာရွာမှာတဆွဲထားတဲ့စစ်ကောင်စီတပ်ကို PDF KNL ပူပေါင်းတပ်ကတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်မှစစ်နောင်းဦးတည်ဆောင်ကလက်နက်ချုပ်ရရှိခဲ့တယ်လို့ NUG ကာကွယ်ဝင်ကြီးဌာနတောင်ပိုင်းစစ်ဒေသအမှန်နဲ့စစ်ဒေသခွဲကအသိပေးထားပါတယ်။မလာကုန်ပိုင်းမှာလဲရန်ကုန်မန္တလေးအမြန်လမ်းရှိရဲစခန်းများနဲ့ပေါက်ခေါင်အုပ်တွင်းအမြန်လမ်းပိုင်းမှာဝင်လာတဲ့စစ်သားများကို PDF ပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ပါတယ်။ AB လာကုန်ပိုင်းမှာလဲဘကိုးတိုင်းအနောက်ချမ်းတာယာဝတီခရိုင်မင်းလာမြို့နယ်အတွင်းစစ်တပ်စစ်ကြောင်းကို PDF ပူပေါင်းတပ်ကတိုက်ခိုက် can တက်တာ၁၀ဦးတည်ဆုံးပြီးလက်နက်၁၂လက်သိန်းဆင်ရရှိခဲ့ပါတယ်အလားတူ AP လာလောက်ကုန်ပိုင်းမှာပဲဘကိုရိုင်းကြောက်ကြီးမြို့နယ်ရှိကျုံကုန်းရှင်းတိုက်ကုန်းတောင်စုရံမြို့အောင်တမခေါ်ရွာရီနဲ့နောင်ကုန်းတရာမှာတက်ဆွဲထားတဲ့စစ်တပ်စခန်းတွေကို PDF နဲ့ KNL ပူးပေါင်းတက်ကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတက်ကဒုတိယတန်ရင်မှုအပါအဝင်20ကျော်တည်ဆုံးပြီးလက်နက်မျိုးစုံအလက်30ကျော်သိမ်းပိုင်ရရှိခဲ့ပါတယ်မေလဆန်းကလည်းဘကိုရိုင်းနတလင်းမြို့နယ်တမငင်ရွာရှိစစ်တပ်နဲ့ပြူစော်တီပူးပေါင်းတက်ဆွဲထားတဲ့ကင်းစခန်းကို PDF ပူးပေါင်းတက်တွေကတိုက်ခိုက် ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်နှောက်ဦးတည်ဆောင်ပြီးလက်နက်၆လက်နဲ့ကြီခမ်းရံများတင်ဆက်ရရှိခဲ့ပါတယ်။ဘကိုတိုင်းတွင်အခုနှစ်တိုက်ခိုက်မှုတွေမှာအကြီးမားဆုံးစစ်စင်ရေးဖြစ်မေလ၁၈ရက်နေ့ကရွှေကျင်မြို့နယ်အခြေဆိုင်စစ်တပ်ရဲ့ခမာယာ968တိုင်ရင်ဌာနချုပ်ကို PDF KNL ပူပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာလက်နက်မျိုးစုံအလက်၈၀ကျော်သိမ်းပိုက်ရရှိခဲ့ပါတယ်။ စစ်ကောင်စီ30ကျော်တည်ဆောင်ပြီးစစ်တုံးပန်းချို့လဲဖမ်းဆီးရမိခဲ့ပါတယ်။ဒါပြင်မေလ18ရက်ကလည်းပဲခူးတိုင်းပဲခူးမြို့နယ်ဇီတော်ရွာစစ်ကောင်စီကာကင်စခန်းကို PDF တွေကတိုက်ခိုက်ခဲ့ရာလက်နက်ဆယ်လက်ကျော်တင်ဆက်ရရှိခဲ့တယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ငင်းချိုင်းဖော်ဆောင်ရမှာပြည်ပစပ်ဖတ်မှုကင်းဖို့လို့ကြောင်းတရုတ်အကူအညီနဲ့လာရှုမြို့မှာပြန်လဲတဆွဲထားတဲ့မင်းအောင်လိုင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အခုနှစ်ကုန်ပိုင်းမှာရွှေကောက်ပွဲမဖြစ်မနေကျင်းပမယ်လို့ဆိုပါတယ်။မြန်မာပြည်တွင်ငင်းချိုင်းဖော်ဆောင်ရမှာပြည်ပစပ်ဖတ်မှုမရှိဘူးနဲ့ပြည်ရ င်းအဖြတ်အမှောင်ပယောဂရီကင်းစွာလှုပ်ဆောင်နိုင်ဖို့လိုအပ်တယ်လို့တရုတ်ကူညီနဲ့လာရှုမှာပြန်လည်တက်ဆွဲထားတဲ့အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကပြောဆိုလိုက်ပါတယ်။ဇွန်လ25ရက်ဒီကနေ့မနက်ဘယ်လာရုစ်နိုင်ငံကိုမထွက်ခွာခင်နေပြည်တော်ရှိမင်္ဂလာတီတီဟိုတယ်မှာပြုလုပ်တဲ့ Peace Forum 2025ဖွင့်ပွဲခန်းနာမှာအကြံဖက်မင်းအောင်လိုင်ကအမိန့်ခွန်းပြောကြားရမှာထည့်သွင်းပြောကြားခဲ့တာပါ။ နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်ပြီးနိုင်ငံများနဲ့သဟဇာတာဖြစ်နေဖို့လိုအပ်တာမှန်ပေမဲ့လည်းဩဇာကံဖြစ်မသွားဖို့လည်းအထူးသတိပြုရမှာဖြစ်တယ်လို့အကြံဖတ်မင်းအောင်လိုင်ကပြောပါရယ်။အကြံဖတ်စစ်ကောင်စီကတော်လိုင်းကာလာတွင်ပထမဆုံးလည်းလွတ်ခဲ့ရတဲ့တိုင်းစစ်ဌာနချုပ်ဖြစ်တဲ့အရှိမြပိုင်းတိုင်းစစ်ဌာနချုပ်အခြေဆိုင်ရာလာရှုမျိုးကိုမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAC ကနေတရုတ်အစိုးရရဲ့ဖိအားပေးမှုနဲ့အတူပြန်လည်လက်လွဲရရှိထားတာဖြစ်ပါရယ်။ ဆွေးနွေးပွဲမှာ2029စစ်စင်ရေးကိုဦးဆောင်ခဲ့တဲ့ညီနောင်မဟာမိတ်၃ဖွဲ့နဲ့စစ်ကောင်စီကိုတွဲဆောင်ဆွေးနွေးစေဖို့ဂျာဝင်ဆောင်ရွက်နေတဲ့တရုတ်ထူးကိုယ်စားလှယ်တင်ရှိခြင်းလဲတက်ရောက်ခဲ့တယ်လို့သိရပါဗျ။ ငြိမ်းချမ်းရေးဖော်ဆောင်ရမှာလဲစစ်ကောင်စီအနေနဲ့2008ခုနှစ်ဖွဲ့စည်းပုံခြေခံဥပဒေနဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစရေးသဘောတူစာချုပ် NCA လမ်းကြောင်းကိုအဓိကကန့်ဆွဲထားသလိုလက်နက်ကန့်ဆွဲကလူလားချက်တွေတောင်းဆိုနေတာတွေဟာဒီမိုကရေစီနဲ့တွေးဖွဲ့နေပြီးသွေးဆောင်ဆွေးနွေးလမ်းကြောင်းအမြဲဖွင့်ထားတဲ့အတွက်တိုင်းရင်းသားဖွဲ့တွေအနေနဲ့လက်နက်ကန်လမ်းစဉ်ကိုစွန့်ပါတီထောင်ကနိုင်ငံရေးလမ်းကြောင်းကိုလာရောက်ဖို့မင်းအောင်နိုင်ကပြောဆိုထားပါတယ်။ ရွေးကောက်ပွဲကလည်းအခုနှစ်ကုန်ပိုင်းမှာမဖြစ်မနေကျင်းပသွားမှာဖြစ်ပြီးရွေးကောက်ပွဲကျင်းပနိုင်ရင်ကနိုင်ငံအတွင်းတည်ငြိမ်အေးချမ်းရေးနဲ့ငြိမ်းချမ်းရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေပေါ်အများကြီးမူတည်နေရလို့အကြံဖက်စစ်ကောင်ဆောင်ကပြောဆိုထားပါတယ်။နောက်ထပ်တစ်ပုံအနေနဲ့တာကေတာမျိုးမရေးစခန်းဒီမပေါက်ကွဲသေးတဲ့ဘုံတလုံးတွေ့ရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။တာကေတာမျိုးနဲ့မြင်တော်သားလမ်းပေါ်မှာရှိတဲ့မျိုးမရေးစခန်းဒီမှာမပေါက်ကွဲသေးတဲ့လက်လုံဘုံတလုံးတွေ့ရှိခဲ့တယ်လို့စစ်ကောင်စီရဲဝန်ထမ်းတစ်ယောက်ကအတည်ပြုပြောဆိုပါတယ်။ဇွန်လ25ရက် နေ့လယ်12နာရီချိန်လောက်မှာစစ်ကောင်စီတပ်ဆွဲထားတဲ့ပေါ်လုံကွယ်အနီးနဲ့တာဂေတာမျိုးမရဲစခန်းအနီးမှာမပောက်ကွဲသေးတဲ့ဘုံတလုံးတွေ့ရှိခဲ့တာကြောင့်စစ်ကောင်စီကလမ်းပိတ်ပြီးဖောက်ခွဲခဲ့တယ်လို့သိရပါတယ်။လမ်းပိတ်ပြီးအဲ့ဒီဘုံကိုခွဲလိုက်ရတယ်။လမ်းပိတ်တာကလည်းတော်တော်ကြတယ်။အဲ့ဒီနာမှာစီပင်ယုံလည်းရှိတယ်တပ်ဆွဲထားတဲ့ပေါ်လုံကွယ်လည်းရှိတယ်လို့ရဲစခန်းအနီးနေထိုင်သူတယောက်ကပြောပါတယ်။ လက်ရှိမှာစစ်ကောင်စီအနေနဲ့ရှာဖွေမှုတွေဆက်လက်လှုပ်ဆောင်နေသလိုဖြတ်တန်းသွားလာနေတဲ့သူတချို့ကိုလည်းစစ်ဆေးနေရလို့သိရပါဗျ။နောက်ထပ်တစ်ပုတ်အနေနဲ့နောက်ချိုတိုက်ပွဲတွင်ခုခံနေတဲ့ TNL ပူပေါင်းတပ်ဖွဲ့ဒဏ်ရာရရှိသူများပြားနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်တိုက်ပွဲတွင်စစ်ကောင်စီကိုခုခံနေတဲ့တောင်မျိုးသားလူမျိုးရေးတပ်မတော် TNL နဲ့ပူပေါင်းတပ်ဖွဲ့ဝင်များထိခိုက်ဒဏ်ရာရရှိသူများပြားနေကြောင်းမြေပြင်တရင်ညွန့်တီစီကသိရပါဗျ။ပြီးခဲ့တဲ့ဇွန်လ16ရက်ကစတင်ပြီးနောင်ချိုမြို့မှာစစ်ကောင်စီနဲ့ TNL ပူပေါင်းတပ်များအကြောင်းတိုက်ပွဲ ်များပြင်းထန်စွာပြန်လည်ဖြစ်ပွားနေခြင်းဖြစ်ပြီးနှစ်ဖက်ထိခိုက်ဒဏ်ရာရရှိမှုများပြားလျက်ရှိပါတယ်။ဇွန်လ24ရက်ကလည်းနောင်ချုံမြို့နီးတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကိုစစ်ကောင်စီကလေကြောင်းအသုံးပြုပြီးဘုံကျဲတိုက်ခတ်ခဲ့တာကြောင့် TNL ပူပေါင်းတပ်မရဲဘော်ချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။လက်ရှိအခြေအနေကတိုက်ပွဲပြင်းထန်နေတဲ့စစ်ကောင်စီဘက်ကလည်းလေကြောင်းအသုံးပြုပြီးတိုက်ခိုက်နေတဲ့ကျွန်တော်တို့ရဲဘော်ချို့လည်းထိခိုက်ဒဏ်ရာရရှိသူလည်းရှိပါတယ်။တိရတလောက်တော့ဇွန်လ24ရက်တရက်ထဲဆယ်ယောက်ကျော်ရှိတဲ့အဲ့ဒီထက်လည်းများနိုင်တယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။ စစ်ကောင်စီကနောင်ထုံမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်တောင်ခမ်းပြည်ဦးလွင်တို့မှစစ်အင်အားတထောင်ခန့်နဲ့ထိုးစစ်ဆင်နေတာဖြစ်ပြီးမြို့အနီးရောက်ရှိလာခြင်းကြောင့်တွန်လိုင်းပူပေါင်းတပ်တွေကအပြင်းအထန်ခုခံနေပါတယ်။ TNL နဲ့ပူပေါင်းတပ်တွေကပြီးခဲ့တဲ့2024ခုနှစ်ဇွန်လ25ရက်မှာနောင်ချုံမြို့ကိုစတင်တိုက်ခိုက်ခဲ့ပြီးဇူလိုင်လ10ရက်မှာမြို့ကိုအပိသက်သိမ်းပိုင်နိုင်ခဲ့တော့လေတောင်ခမ်းချင်းရွာရှိစစ်ကောင်စီရဲ့တပ်စခန်းကြီးကိုမသိမ်းပိုင်နိုင်ခဲ့ပါဘူး။စစ်ကောင်စီကအဆိုပါတပ်စခန်းကိုအခြေပြုပြီးနောင်ချုံမြို့တွင်ပြန်လည်ထိုးစစ်ဆင်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီနေ့တော့တိုက်ပွဲက အရန်ပြင်းထန်နေတဲ့လက်နက်ကြီးကတနက်တန်တွေကအကျဲကြီးပဲနေရာအစုံကိုအတန်ထွက်နေတယ်ဘယ်နာပုံနေရာမှန်းတော့မသိဘူးလင်းရင်ကလည်းလာကျဲအောက်ကနေလဲကြောင်းအပေါ်ကဝဲနေလဲလင်းရင်လဲကြောင်းကိုစီမကြလာဖို့ပဲစူတောင်းနေရတယ်လို့အုံမတိရွာကံမျိုးသားတောင်းကဆိုပါတယ် စစ်ကောင်စီကနောင်ချုံမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်တောင်ခန်းကြီးရွာမှာမဲပုတ်ကန်ကြီးကိုစစ်ကြောင်းတစ်ခုပြည်ဦးတွင်နဲ့နောင်ချုံကြားရှိဝဝွန်ကိပံပွေးကြီးရွာတွေမှာစစ်ကြောင်းတစ်ခုလိုနဲ့စစ်ကြောင်းများခွဲပြီးထိုးစစ်ဆင်နေတာဖြစ်ပါတယ်။စစ်ကောင်စီတပ်တွေကနောင်ချုံမြို့နဲ့မှာပုံမှန်နီးကပ်လာတာကြောင့်ဒေသခံတွေကတိုက်ပွဲလုကင်းနဲ့ကြောင်မဲမြို့ကိုတင်းရှောင်မှုတွေလည်းရှိပါတယ်။ကန်ကြီးရွာနီးနားမှာရှိတဲ့ကြီးရွာတွေကိုစစ်ကောင်စီကထိုးစစ်ဆင်နေတယ်ပြီးတော့ညံတော့လုံဝဲရွှေသွန်းတင်းရက်ကုန်းစားတဲ့ကြီးရွာတွေဘက်မှာကျမတို့ဘက်ကခုခံတိုက်ခိုက်မှုတွေရှိပါတယ်။မြေပြင်မှာအပြန်အလှန် အခုကံတိုက်ခိုက်မှုရှိနေသလိုစစ်ကောင်စီကလည်းလေကြောင်းအသုံးပြုတိုက်ခိုက်နေတဲ့အတွက်လူမှုအနေနဲ့လေကြောင်းရန်ကိုအထူးကူဆိုင်ဖို့လိုအပ်ပါတယ်လို့ DNL ရဲ့ပြောရေးဆိုခွင့်ရှိသူလူရည်ဦးကပြောပါတယ်။ လက်ရှိနောင်ချုံမြို့မှာတိုင်ပွဲဖြစ်ပွားနေမှုကြောင့်စစ်ကောင်စီကပုံကျဲတိုက်ခိုက်မှုတွေနေ့စဉ်နှီးပါပြုတော်လို့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ကြောင်းပဲမြို့ကိုလည်းစွန်လ24ရက်ညနေ9:00မှာပုံကျဲတိုက်ခိုက်မှုကြောင့်စံပြထမင်းဆိုင်နဲ့ပလီကျောင်းဤဘုံနှလုံးကြားရောက်ပောက်ကွဲခဲ့တဲ့အတွက်ဒေသခံ9ဦးတိစုံပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။